မန်ချက်စတာယူနိုက်တက်ကျေပွေဟောင်းကိုဂိုင်းစတာတွေပြန်ပေးဆွဲဘလုံးကိုင်းထူးခြားတဲ့ကစားရန်ပိုင်းရှင်ကန်ဒဝင်းကစားမားတွေတကတူဖြစ်သူမန်ချက်စတာကတည်းကတိုက်စစ်မှုအောင်တူဖြစ်တဲ့ဘာဘာတို့ကသူ့ရဲ့ဘဝအစောပိုင်းကာလဆယ်ကျော်သက်ရွယ်မှာဂျုံတူကြီးရတဲ့တောင်းဝက်ဖွဲ့ရာတွေ့ကြုံတစ်ခုကိုပုံမလင်လင်ဖွင့်ရပြောကြားခဲ့ပါတယ်။လူငယ်ဘလုံးသမားတွေကကြိုတမ်းမှုကိုအိမ်မက်မကြပါနဲ့။ဘာဘာတို့တော့အဲ့ဒီအိမ်မက်ကမစတဲ့ခင်မှာပဲပျက်စီးလို့နေပါဖြစ်ခဲ့ပြီးသူ့ရဲ့ဘဝကိုထပ်ဝရပြောင်းလဲစေခဲ့တဲ့ဒုံလုံးချောက်ချားစီရပြန်မေးဆွဲခံရတဲ့ဖြစ်ပျက်တစ်ခုကိုသူဂျုံတွေ့ကြရတာဖြစ်ပါတယ်။ ဲ့ဒီဖိဘက်ကဘာဘာဒေါ့ CSKA ဆိုဖီးယားတင်းမှကစားနေပြီးကို့အီချင်းကိုတကယ်စတင်ပြနေနိုင်တဲ့ချိန်သူကစားမဘောစတင်နေတဲ့ချိန်ခန့်ကဖြစ်ခဲ့ပါတယ်ပုံမှန်အပြင်ကမ္ဘာဘလုံးလောကမှာကစားမကောင်းတွေကိုအတင်းတကာတရားဝင်ကမ်းလှမ်းကြပေမဲ့သူနိုင်ငံဘူဂိုရီးယားမှာတော့ဘလုံးလောကနဲ့ရာဇဝတ်မှုလောကကဆက်နွယ်မှုများပြားခဲ့ပြီးပုံစံမတူဘဲဟိတ်ကောင်တူလားအေးဒီကိုခေါ်ခဲ့ဆိုတဲ့ပုံစံမျိုးနဲ့တောင်းရှိကိုဆောင်ရွက်လိုက်ချီတောင်းကိုဘဘတော့ကဆင်ပြခဲ့ပါတယ်။လေဂျင်ကဆင်ပြတဲ့နေ့တည်းနေ့မှာသူဟာအသင်းတော်တယောက်ရဲ့ကားကိုလိုက်စီးဖို့သဘောတူညီခဲ့ပါတယ်။ဒါဟာအနေမရှိတဲ့ကိစ္စလို့ထင်ရပေမဲ့အက်ဒီဆွန်ဘက်ကသူ့ကိုဘယ်တော့မှမမေ့နိုင်တဲ့နေရာတစ်ခုစီကိုခေါ်သွားခဲ့ပါတယ်။ဘဘတော့က Rio Ferdinand ရဲ့ပုတ်ကတ်တစ်ခုမှာပါဝင်ရင်းဒီဖြစ်ပျက်ကိုပြန်လည်မျှဝေခဲ့တာဖြစ်ပါတယ်။ ယ်အတင်းမောင်ကျောက်ကငါနဲ့လိုက်ခဲ့ကွာမင်းကငါတင်ရဲ့ချင်းတယောက်နဲ့ပေးတွေ့ရမယ်လို့ပြောပါတယ်ကျွန်တော်သူ့ကိုယုံခဲ့တာလို့ဘာဘာတော့ကပြောဆိုခဲ့ပါတယ်သူ့ကိုခေါ်သွားတဲ့နေရာကစားသောက်ဆိုင်ဒီဇိုင်းဖြစ်ခဲ့ပြီးအဲ့ဒီမှာလူတစုကထိုင်ဆောက်နေပါတယ်သူတို့ကအရာမခန္ဓာကိုယ်ကြီးတွေနဲ့တိတ်ဆိတ်ပြီးချင်းချောင်းနေတဲ့ပုံစံနဲ့ထောင်ထောင်မောင်မောင်လူကြီးတွေအိုမန်ဘော်ဒကန်ဒီတာကလူချမ်းကြီးတွေပဲဖြစ်ပါတယ်မကြာခင်မှာပဲသူ့ကိုခေါ်လာတဲ့အတင်းမောင်ပျောက်သွားခဲ့ပါတယ် ။ဇပွဲမှာတူဦးနဲ့ထိုင်နေတဲ့ခေါင်းဆောင်တို့ယူဆရသူကဘဘတော့ကိုထိုင်ခံပြီးစကားဆပြောပါတယ်။မင်းငါကိုဘလို့ခေါ်လဲသိလား။သူတို့ငါကိုတကုတ်လို့ခေါ်ကြတယ်။ပြီးတော့သူကမင်းအတင်းပြောင်းမှုလို့တယ်။ငါတို့မင်းကိုငါတို့အတင်းမှလိုချင်တယ်လို့ပြောပါတယ်။လူချင်းကြီးကဘဘတော့ကိုတခြားအတင်းကိုအာရမပြောင်းဆွေးစီလိုချင်ဖြစ်ပါတယ်။ဘဘတော့ကအဲ့ဒီနေရာမှာတောက်ရွံ့မှုများစွာနဲ့နာနာကြီး၃နာရီလောက်ထိုင်နေကြရပါတယ်။သူကဘာလို့ဖြစ်နေလဲ။ အဖေစီဖုန်းခေါ်မှာဆိုပြီးစိုးရိမ်ကြီးနဲ့တွေးနေကြပါတယ်။နောက်ဆုံးတော့အဲ့ဒီလူကြီးကဘာဘာတော့ကိုသူ့ဖေစီဖုန်းခေါ်ဝင်ပေးခဲ့ပါတယ်။အဲ့ဒီနောက်သူ့ဖေကိုအကျိုးကြောင့်ပြောပြခဲ့ပြီးကန်ကောင်းထောက်မှဆိုနေပဲသူ့ဖေကိုယ်တိုင်ချိန်တွေကိုကြောင်းဝင်ဖြည့်ဆည်းပေးခဲ့ပြီးအခြေတွေကကြမ်းဖက်မှုမရှိပဲပြီးဆုံးသွားခဲ့ပါတယ်။ဘာဘာတော့ကသူတို့ကျွန်တော်ကိုရိုက်နေကြမလားပဲ။ဒါပေမဲ့နောက်ဆုံးတော့အဖေရောက်လာပြီးကျွန်တော်ကိုကားလေးခေါ်သွားပါတယ်လို့ထပ်မံဖွင့်ရပြောဆိုခဲ့ပါတယ်။ ကျွန်တော်တကယ်ကိုသိပါပြီလို့တွေးမိတာပါဒီအဖြစ်ဖြစ်ကကျွန်တော်ကိုမြေမြဆန်းဆန်းကြီးချက်ဖို့လိုအပ်နေပြီဆိုတာကိုသိစီခဲ့တယ်လို့ပြောကြခဲ့ပါတယ်ဒီအဖြစ်ကြောင့်ကဘာဘာတော့ရဲ့စိတ်ဓာတ်ကိုပိုပြီးခိုင်မာစေခဲ့ပြီးဥရောပဘလုံးကမှအောင်မြင်မှုတွေရရှိဖို့အတွက်ကြီးမားဆုံးသောတောင်းအားတစ်ခုဖြစ်လာခဲ့ပါတယ်ဒီအဖြစ်ဖြစ်ဒီညပေါင်းများစွာကြားရခဲ့မှာတော့ဘာဘာတော့ကမန်ချက်စတာနဲ့တင်းရဲ့ချုံးမွေဆုံးနဲ့လူပညာမျိုးဆုံးတိုက်စစ်မှုတွေကတယောက်ဖြစ်ကဘာကတိမတ်ဖြုတ်ခံခဲ့ရပါတယ်ဒါပေမဲ့ဘူဂေရီးယားကအဲ့ဒီညကငငယ်ရွယ်နဲ့ကြောကြလာခြင်းကဘလောက်တောင်အန္တရာယ်များနိုင်လဲဆိုတာကိုသူ့အတွက်အမြဲတမ်းသတိပေးချက်တစ်ခုဖြစ်စေခဲ့ပါတယ်ဒီမှာကျွန်တော်တို့ဆက်တဲ့အမှားတွေချက်ပြတ်